1989ခုနှစ်နောက်ပိုင်း Old Trafford မှာ Man U ကို Arsenal ကနှစ်ချိန်ဆက်တိုင်မနိုင်ဘူးပြီးခဲ့တဲ့ရာသီကနိုင်ထားတယ်ဆိုတော့ဒီရာသီမှာနှစ်ချိန်ဆက်တိုင်နိုင်မယ်ဆိုရင်ဒါစံချိန်အစ်စ်ပဲ Arsenal အတွက် Old Trafford မှာနှစ်ပွဲဆက်တိုင်နိုင်တယ်ဆိုတော့စံချိန်အစ်စ်တစ်ခုကိုရောက်ဟုတ်ကဲ့ပါဆရာနောက်တဲ့ပွဲစဉ်တစ်ပွဲနေငယ်ပွဲကြည့်ပွဲကောင်မနော်ဟိုတနင်္ဂနွေညမှာနောက်ဆုံးပွဲစဉ်ဖြစ်တဲ့မန်ယူနဲ့ အာဆင်နယ်နဲ့ပွဲစဉ်ရှိရစီရမန်ယူကကြတော့အာဆင်နယ်ကိုသူကအဖေဘာမှဖြုတ်ချနိုင်ခဲ့ပြီးတော့သူကပကြွမှာတော့ရှုံးနေခဲ့တယ်ပြီးတော့မန်ယူနဲ့အာဆင်နယ်နဲ့တွဲဆုမှုတိုင်းမှာပေါ့နော်မန်ယူကကြတော့သူက၅ချိန်ဆက်နိုင်ပွဲလေးများရှိတာဟုတ်စီရအဲ့တော့မန်ယူရဲ့အင်ကွင်းအိုထစ်ဖို့မှာပေါ့နော်မန်ယူနေနဲ့အာဆင်နယ်ကိုအနိုင်ရရှိပြီးတော့နိုင်ပွဲလေးပြန်လည်ပြီးတော့ဖောက်ဆောင်နိုင်မလားဆိုတော့ပေါ့နော်ဆရာတို့ရဲ့အမြင်လေးသုံးသပ်ပြပါအောင်ဗျဟုတ်အစနေရအောင်နော်တကယ်သူကဆန်ပဲဆန်ပဲအဲဒီ PSV နဲ့ပွဲမှာဆိုရင်ဒါ Odigat တို့ The Trosser တို့ Galofiori တို့ Anwanri တို့နော်ခြေစွမ်းတွေပြပြီးတော့ 1.7ပြောင်းတော့ဆံပြန်လေးတမိုင်းမှာရှုံးထွက်အဆင့်16သိန်းရှုံးထွက်အဆင့်မျိုးမှာအဝေးဝင်း89ပြတ်သွင်းနိုင်တယ်ဆိုတော့ပထမဆုံးချိန်ပဲပေါ့နော်အဲ့လောက်ထိကိုသူတိုက်ဆက်အစွမ်းပြောင်းပါဟုတ်ကဲ့ဟုတ်ကျွန်တော်အပြုပြောပြီးခဲ့တဲ့ဘက်ကလည်းပြောခဲ့တယ်လို့ပေါ့နော်အတိစတာလင်ကိုမတုံးမဲ့နဲ့မီရီနိုကိုတိုက်ဆက်အထောင်ထားပါဆိုတော့လေအဲ့တော့သူအခုမှဒီ PSV နဲ့ပွဲမှာတုံးလိုက်တယ်ဆိုတော့မီရီနိုကိုဂိုးလဲရရယ်ဂိုးလဲရအောင်မီရီနိုဂိုးလဲရရယ် ဒီအာဆနယ်တိုက်စက်ကမြိုင်သွားတယ်နေရာလွတ်နေအများကြီးပြရလာတယ်ဟိုစတာလင်နဲ့ဆိုစတာလင်ကတိုးဟာကြာနေပြီအဲ့လိုမျိုးပြဟိုစတာလင်ကိုသူတို့ဖယ်ချန်ပြီးတော့ဒါမီရီနိုနဲ့ဒါတော်လိုက်တော့မှအဆင်ပြေလာတဲ့သဘောရှိတာပေါ့နော် and wandery merino trossers တော့ ode ကပန့်ဖို့ပြီးမယ်ဆိုရင်သူတိုက်ဆက်ကအကြမ်းရင်အချိန်တွေမစိုးတော့ဘူးပေါ့ဗျာအဲ့လိုဖြစ်လာ merino ကောင်း merino လေးကဒါဘာပြောပြောဟိုသူတို့အတွက်ဒါဟို ကန်ကောင်းသွားတယ်ကွာအာဆနယ်တိုက်စစ်အတွက်ဒီလောက်ဒဏ်အာဆနယ်တိုက်စစ်မှာဒဏ်ရာတွေရနေတာတော့ကန်ကောင်းသွားတယ်ကွာနော်ဒါကအာဆနယ်အပိုင်းပေါ့အာဆနယ်ကဒါအဟုတ်အဲ့ဒါကစိတ်သက်ခွန်အားလေးရပါ17နော်တော်တော်ဘလို့တိုက်စစ်အတွက်စိတ်သက်ခွန်အားရပါတယ်ဒါကအဖြေတစ်ခုလို့ပေါ့လူမျိုးလိုတော့ပြောလို့ရတာဒါမီရီနိုကိုတိုက်စစ်မှာတိုက်စစ်မှုဖြစ်နေထားတုံးလာတယ်ဆိုတာလေဖြေတစ်ခုလို့ဖြစ်လာတော့ပေါ့နော်ဒါဟိုဟိုအာဆနယ်တိုက်စစ်အခြေအနေပေါ့ဒီဘက်မှာမန်ယူကကြောက်တော့ဆိုစီတက်နဲ့တည်ကြပါပေါ့နော် အာမန်ယူကအဲ့ပွဲမှာချိန်ဆလေးတက်ပြီးဆိုးလောက်ပြီအခုဒီပွဲမှာဆိုရင်တော့အာမက်ဂွဲရ်ကလည်း you got deep ပါဖို့မသေးကြဘူးဟိုမင်းကလည်းစာချုပ်တစ်ချုပ်ဖို့ငင်းတော့ဟိုဆိုတော့သူတို့အတင်းရဲ့မတည်ငြိမ်မှုတွေတော်တော်များတယ်ဟိုကစားသမားတွေကလည်းထွက်ဖို့တာဆူနေတဲ့အချိန်နဲ့မန်ယူကဒီဒီယူရိုပါလိနဲ့ဒီ FA ဘလောက်ပဲသူအားဆိုင်ရမယ့်အခြေအနေတစ်ခုပေါ့နော်ယူရိုပါလိကိုသူအားဆိုင်ရမယ့် အဖေဘလာတော့သူပြုတ်သွားပြီပေါ့နော်ယူရိုပါလီကိုပဲသူအားဆိုင်ရမယ့်အခြေအနေတစ်ခုမှာအာဆင်နယ်နဲ့ဘွဲကိုအားကုန်ထုတ်ပါမလားဘာကြောင့်ဆိုစီတက်က တကယ်ကိုရှော့တော့လို့မရတဲ့အသင်းနော်စပိန်အသင်းတွေနဲ့မန်ယူကကစားတဲ့အခါမှာလေအဲအဲ့လိုကစားကွာတာစီရဖို့တိတ်မလွယ်ဘူးဆိုတော့ဒီအာဆင်နယ်နဲ့ဘွဲအတွက်ဒီဆိုစီတက်နဲ့ဘွဲကိုအားဆိုင်မလားနောက်တစ်ခုစဉ်းစားရရှိတာက1989ခုနှစ်နောက်ပိုင်း Old Trafford မှာမန်ယူကိုအာဆင်နယ်ကနှစ်ချိန်ဆက်တိုင်မနိုင်ဘူးပြီးခဲ့တဲ့ရာသီကနိုင်ဟားတယ် ဆိုတော့ဒီရာဒီမှာနှစ်ချိန်ဆက်လိုက်နိုင်မယ်ဆိုရင်ဒါစံချိန်အစ်စ်ပဲအာဆင်နယ်အတွက် Old Trafford မှာနှစ်ပွဲဆက်လိုက်နိုင်တယ်ဆိုတော့စံချိန်အစ်စ်တစ်ခုကိုရောက်ဆိုတော့ဟိုလက်ရှိခြေစွမ်းအပိုင်းတွေကတော့ဘာမှဟိုအာဆင်နယ်ကအာသာချက်ရှိနေတာတော့ဒါဒါဒုံလုံးကတိတ်ကြတယ်ပေါ့နော်တိုက်စစ်ပိုင်းပဲကြည့်ကြည့်ခန်းစစ်ပိုင်းဘုံပဲကြည့်ကြည့်ကွင်းလယ်ပိုင်းပဲကြည့်ကြည့်ဆိုတော့အာဆင်နယ်ကတာနေတယ်မန်ယူကတစ်ဆင့်နေတယ်လို့ဖြစ်တယ်ဟုတ်တယ်ဟုတ်ပါမန်ယူကအခုကအဆင့်14မန်ယူအာဆင်နယ်ဆိုရဲ့ပွဲစဉ်တိုင်းရတယ်ကျွန်တော်တို့က ကြည်ကြည်ကြတဲ့အခါမျိုးပါဟိုတော့တော်တော်ပြင်းတယ်ဟိုတော့ဆိုပြင်းထန်ပြီးရန်နေအောင်ထဖြစ်ကြတယ်ဟိုပြိတ္တအချင်းချင်းထဖြစ်ကြပြီးနောက်နေ့ကျရင်အခုခေတ်ကကြတော့လေကိုယ်ပိုင်ကိုယ်ပိုင်အိမ်ဒီမှာ online ကနေတစင်ကြည်နေနိုင်ပြီဖြစ်တဲ့အခါကျတော့အဲ့လာကြတော့ဘယ်မှာဖြစ်ကြလဲဆိုတော့ Man U Arsenal ပွဲပြီးရင် Facebook ပေါ်မှာဖြစ်ကြအောင် Man U နိုင်လဲ Arsenal ကိုကြီးတယ် Arsenal ကနိုင်သွားရင် Man U ကြီးတယ်တော့အဲ့လိုပြိတ္တအခုလည်းအဲ့လိုသူ့ပုံစံနေတယ်မြင်အောင်မယ်အဲ့တုန်းကရှင်ပြိုင်မှုပြင်းပြီးတော့အဲ့လိုဖြစ်တာကတိတ်ပြောလို့ပြောရတာနိုင်ငံဆိုင်ဆိုင်ရှိတယ်ဘာကြောင့်အဆင်မကွာလို့ အတင်းချင်းရဲ့ပုံစံအနေထားလည်းမကွာဘူးခြေစုံပုံစံချင်းလည်းမကွာဘူးအခုကျတော့အတင်းကအဆင့်အင်းအောင်တော်တော်ကွာနေတာအဆင့်နဲ့အဆင့်၁၄နဲ့အဲ့တော့ခြေနှုံးပုံစံတွေလည်းကွာတယ်ခုနကဟိုတပကပြောခဲ့သူပါဒီအငိုတွေနဲ့ဒီနီးပြားနဲ့ကစားသမားတွေနဲ့ဒီအတင်းအုပ်ချုပ်ရေးမှာလည်းသူတို့တွေတိုင်ပတ်နေတဲ့ကြက်တွေကမပြီးနေမပြီးသေးဘူးအခုဆိုကစားသမားတွေတချို့တွေထွက်ဖို့ခါလာပူပူဆိုးလာနေတယ်အငိုတွေကတော့ပြောတာပေါ့နော်သူအတီးဒီအကွင်းပြင်ပရဲ့ဟာတွေကသူကစားသမားတွေရဲ့ဖီဖီဟိုဖီအားတော့မဖြစ်စေပါဘူးလို့ပြောတော့ညာလေဟိုသူအဲ့လောက်မဖြေရှင်းနိုင်သေးဘူးဒီခက်ခဲอยู่သူ ဟိုမကြည့်ချက်နိုင်ဘူးအဲ့ဆိုစီတဲ့နယ်ပွဲမှာမစိုးပေမဲ့တရေတော့ကြာပြီးတော့အိမ်ကွင်းမှာနိုင်ယူရတဲ့ခြေစုံမှန်တာကိုတွေ့ရတယ်ပေါ့နော်ဒီ ultra four မှာကစားတဲ့နောက်ဆုံး10ပွဲမှာ၄ပွဲနိုင်တယ်6ပွဲရှုံးနေဆိုတဲ့အနေဒါဒါကြောင့်လည်းအဆင့်တွေအဲ့လောက်ကြာတော့တစ်ဖက်မှာကြာတော့အာဆင်နယ်ကြာတော့လေဒါအဝေးဝင်းပြောရရင်လီမှာပရီးမီးယားလိအဝေးဝင်းနောက်ဆုံး6ပွဲရှုံးဝင်းမရှိသေးတဲ့အတင်းဆိုတော့အခုဒိုင်ယာပြဿနာဖြစ်နေလို့ကျွန်တော်တို့ကအာဆင်နယ်တော့နော်တိုက်ဆက်ပိုင်းတော့ပြဿနာရှိမယ်ဆိုပြီးဟိုးရက်ဒီရက်ဒီရက်ဆိုအာဆင်နယ်ပွဲကို9ရက်လေးအောင်ကျွန်တော်တို့ကထက်ထည့်ပြီးပြီးနေလိုက်တာအခု PSB နဲ့ပွဲပါတော့ ်ဟိုခုနပြောသလိုပဲเนาะမီနိုဟာဖြည့်ရှင်းနည်းတစ်ခုဖြစ်သွားတယ်တိုက်ဆက်အတွက်ဒါအဲ့လိုမျိုးအချိန်ကြီးပြင်ဆင်နိုင်တဲ့နည်းပြရှိမှာဒါအတင်းကောင်းအတင်းတစ်ခုက right direction နန်းကောင်းမှာပျံရောက်နိုင်မှာ MO ရင်းကိုအဲ့ပုံစံမျိုးမတွေ့ရသေးဘူးမတွေ့ရသေးတော့ဒီနေ့ပွဲစဉ်မှာလဲဒါအရင်ကလိုပြန်ဆိုင်မှုအချိန်လေးတွေတော့ရှိတယ်ရှိတဲ့အနေထားတော့ဖြစ်လာနိုင်တယ်နောက်နေ့ကြရင်ရည်ကြရပေါ့မန်ယူကအာဆင်နယ်ကြီးအာဆင်နယ်ရည်ကြရဒါပေမဲ့ကျွန်တော်တို့ကတော့ဒီနေ့ချိန်မှာလက်ရှိခြေစုံပုံစံရဲ့အတင်းမှာရေဆိုင်နေရတဲ့အနေထားရယ်နော်အဓိကခြေစုံပုံစံရယ်ပေါ့အဲ့လားလေးကိုပဲကွက်ပြီးတော့ ဟိုစဉ်းစားတုံ့တက်ပြီးတော့ပြောရမယ်ဆိုရင်ကျွန်တော်ကတော့ဟိုဟိုဘယ်သူပြိတ်တက်ရဲလို့ကမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကတော့အာဆင်နယ်ကိုဒီနေ့ပွဲကိုတော့အားပေးချင်တယ်လို့ဆိုချင်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာအဲ့တော့ဒီမန်ယူနဲ့အာဆင်နယ်နဲ့ပွဲမှာပေါ့အာရှဇေကွက်လေးရောဘယ်လိုမြင်လဲဆရာဟုတ်အာရှဇေကွက်နော်အဲဘယ်လိုပြောပါလဲ ultra boy ပါဗျာ1.50လောက်ပေးလာတယ်ဆိုတော့ဟောဒါကြီးကဟိုတော်တော်ပြင်းတယ်ပြောရအောင်ပေါ့နော်တကယ်ဆိုရင်ဟိုအရင်တော့ဆိုရင်မန်ယူကတော့ပြန်ပေါက်ရတာလीအခုဆိုရင်အခုနောက်ပိုင်းကျတော့လေအာဆင်နယ်ကပဲအပေါ်ကြီးဖြစ်တာများလာပဲ အစနေရလေနိုင်ပွဲလေးရ FA Flower အောင်ဖယ်ကြည့်လိုက်မယ်ဆိုရင် FA Flower မှာပြုတ်သွားတော့ဖယ်ကြည့်မယ်ဆိုရင်တော့မအရင်နောက်သုံးလေးပွဲဆက်လိုက်ဆိုနိုင်လာတာဆိုတော့အခုအချိန်တွေရလေခုနပြောသလိုပေါ့ဟိုဆိုစီတက်နဲ့ပွဲကိုပဲ Europa League Flower လေးကိုပဲသူ့နောက်ဆုံးမြောင်းလင်းချက်ကိုပဲအမိုရင်ကအားထည့်ကစားမလားဒါမှမဟုတ်ဒီ Arsenal နဲ့ပွဲမှာအတော်ကုန်ဆုတ်ကစားပြီးတော့ဟိုဘယ်လိုပြောမလဲဒါညာပြဿနာတွေကြုံပြီးတော့မှဆိုစီတက်နဲ့ပွဲမှာတိုင်ပတ်ပြီးပြုတ်သွားရင်ဘယ်လိုလုပ်မလဲ ဒါလေးတွေတွေ့ရရှိတာပေါ့နော်အဲသူ့ရဲ့လာမဲ့ဘွဲကဆိုဆူဒန်နဲ့ဆိုတော့ကျွန်တော်မြင်တယ်ဒါအာဆင်နယ်ကတော့ဘက်က PSV ကိုသူစိုးရင်ပူပန်ကြမရှိတော့ဘူး17ဆိုတော့ကဟိုခြေတလန်းတော်မကတော့ဟိုတော်တော်လေးကိုနောက်တစ်ဆင့်ရောက်ဖို့ကတော့ဖေချာတော့ဖြစ်နေပြီနော်အာဆင်နယ်တော့ကဟိုနောက်ပွဲစဉ်ဖီအားမရှိဘူးယောဘဖီအားမရှိဘူးမန်ယူရောယောဘဖီအားရှိနေဟောဒါကြောင့်လေဒီလောက်ဈေးပေါက်လာတော့ဒီတက်တော့ပူပြင်းလာရင်အောင်ပြင်းလာနိုင်တယ်သူ့ရဲ့လူစင်းကိုကြည့်ပြီးတော့ဟုတ်ပါတယ်ဆို အာဆင်နယ်ပဲကောင်းဖယ်တော့အာဆင်နယ်ပဲအာဆင်နယ်ကောင်းအဲ့တော့ပြန်ကြည့်ဂျေးအမြန်ယူတဲ့အာဆင်နယ်ဒီအိုထရက်ဘုတ်မှာပေါက်ခဲ့တဲ့ဂျေးတမန်ကြောင့်ပြန်လေ့လာကြည့်တော့ဒီနောက်ဆုံး6ချိန်လုံးမှာ9ချိန်6ချိန်9ချိန်လုံးမှာပုံမှန်က level 90တရေချုံးဆိုတော့ဒါမန်ယူကပဲပြီးပြီလားအဲ့ပြီးခဲ့တဲ့2024ပြီးခဲ့တဲ့9လပိုင်းတခုတစ်ချိန်မှာပဲအာဆင်နယ်ကနေမှာတလုံးကနန်းကိုစပြီးတော့ပြီးဘူးပဲပေါ့နော်အဲ့တော့အာဆင်နယ်1-0နဲ့နိုင်သွားတယ်ပြန်ကွာအခုလက်ထပ်ပြီးလာတယ်ဆိုတော့ကဒီဂျေး ရဲ့အစင်သာတမိုင်းကြောင်းအရာမဖြစ်တဲ့အနေအထားမျိုးဖြစ်လာတယ်နေဒါလည်းအခုလက်ရှိမှာကာလန်ဖောင်ရအောင်အစင်အနေအထားကြီးပါနော်အဲ့တော့အဲ့အချက်ရနောက်တစ်ချက်ကခုနဟိုမန်ယူကအစင်၁၄ဖြစ်နေတဲ့အတွက်ကြောင့်မို့သူ့အတွက်ကချိနစ်ဒီဥရောပဟိုခလဲဝင်ဖို့ကဒီယူရိုပါလိကလည်းတစ်ဆင့်ပဲဝင်မဝင်ဝင်မရမယ်အနေအထားဆိုသူယူရိုပါလိကိုတော့လုံးဝဒင်းပြေချက်ပြီးအားလုံးစိုက်တင်နေထင်းနေဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကတော့ကြေးရအောင်ဒီအချက်တွေရအောင်လက်ရှိကာလန်ဖောင်လေးပါပါနည်းနည်းပူတာနေတဲ့အာဆင်နယ်ကိုပဲရွေးချယ်တာမမှားဘူးလို့ထင်တယ် ဟုတ်ကဲ့အဲ့တော့ဒီနေ့ဝင်ညမှာဆရာတို့ရွေးချယ်သုံးသပ်မှုကတော့မန်ယူနဲ့အာဆင်နယ်ပွဲမှာကြတော့အာဆင်နယ်တို့ပို့ပြီးတော့အသားရပါတော့